အားလုံးမင်္ဂလာပါခင်ဗျာ knowledge share channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာမိတ်ဆွေတို့ကိုမျှဝေပေးသွားမှာကတော့ Play Store အသုံးပြုသူတိုင်းအတွက်ရန်ကုန်မှာအသုံးဝင်တဲ့ setting လေးသုံးခုအကြောင်းကိုဒီဗီဒီယိုမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ Okay ပါဒီ setting လေးသုံးခုကိုမိတ်ဆွေတို့အနေနဲ့သိရှိထားမယ်ဆိုရင်တော့ကိုယ့်ရဲ့ဖုန်းထဲကိုဘိုင်းရက် software လေးတွေဝင်လာမှာကိုလည်းစိတ်မပူရဘဲနဲ့ကိုယ့်ရဲ့ဖုန်းကျွန်တော်တို့နှိပ်ကွင်းနေတာကိုလည်းမြန်မြန်ဆန်ဆန်နဲ့အသုံးပြုလာနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ Okay ပါဒီ setting လေးသုံးခုကိုဘယ်လိုမျိုးချိန်ရမလဲဆိုတာကျွန်တော်နဲ့တူတူလေ့လာကြည့်လိုက်ကြရအောင် ပထမဆုံးအနေနဲ့ Play Store software လေးတဲ့ကိုဝင်ပေးလိုက်ပါ Play Store တဲ့ကိုရောက်ပြီဆိုရင်တော့ညာဘက်ပေါ်တောင်းမှာရှိတဲ့ Google logo လေးကိုနှိပ်ပြီးတော့ထပ်ဝင်ပေးလိုက်ပါ Okay ပါဒီတဲ့ကိုရောက်ပြီဆိုရင်တော့ကျွန်တော်ပထမဆုံးချိန်ရမယ့် setting လေးကတော့ဒီမှာရှိတဲ့ Play Product ဆိုတဲ့ကျွန်တော် setting လေးပဲဖြစ်ပါတယ်ဆိုတော့ဒီ setting လေးတဲ့ကိုဝင်ပေးလိုက်ပါခင်ဗျာ okay ပါဒီနေရာမှာဆိုရင်တော့ကျော် scan လို့ပေါ်နေမှာဆိုရင်တော့ကျော်တို့ရဲ့ software လေးကို play product ဆိုတဲ့ကျော် setting လေးကိုကိုယ်အနေနဲ့ဖွင့်ထားတာဖြစ်ပါတယ် အကယ်၍မိတ်ဆွေတို့နေနဲ့မဖွင့်ရသေးဘူးဆိုရင်တော့ဒီညာဘက်ရှမ်းမှာရှိတဲ့ညာဘက်ပေါ်တော့ငါစတင်ပုံလေးကိုနှိပ်ပြီးတော့ဝင်ပေးလိုက်ပါဒါဆိုရင်တော့ဒီမှာရှိတဲ့ခလုတ်ကလေးတစ်ခုကိုမိတ်ဆွေတို့နေနဲ့ပိတ်ထားတဲ့ဆိုရင်တော့ကျွန်တော်တို့နေနဲ့ဖွင့်ပေးရမှာဖြစ်ပါတယ် ဖွင့်ဒီလိုမျိုးလေးဖွင့်ပေးထားလိုက်မယ်ဆိုရင်တော့ဒီ setting ကဘယ်လိုမျိုးလုပ်လို့လဲဆိုရင်တော့ကျွန်တို့ရဲ့ဖုန်းထဲကိုကျွန်တော်တို့ကိုယ့်ရဲ့ဖုန်းထဲမသိတော့တဲ့ software လေးတွေဒါမှမဟုတ်ဘိုင်းရဲ့ software လေးတွေပေါ့နော်ကျွန်တို့ကြော်ညာတွေခဏခဏတက်တဲ့ software လေးတွေကိုကိုယ့်အနေနဲ့ Play Store ကနေပြီးတော့ရောတစ်ခါတည်းဖြုတ်ချပေးမှာဖြစ်ပါတယ်ဆိုတော့ကိုအနေနဲ့ဒီ setting မျိုးကိုဖွင့်ထားလိုက်မယ်ဆိုရင်တော့ဒီညမှာရှိတဲ့ scan ဆိုတာလေးကိုနှိပ်ပြီးတော့ကိုယ့်ရဲ့ဖုန်းထဲမှာ Vine software တွေရှိတင်လားကြော်ကြော်ညာတက်နိုင်မဲ့ software လေးတွေရှိနေလားဆိုတာကို scan ဖတ်ပြီးရောကြည့်လို့ရမှာပဲဖြစ်ပါတယ်။အကယ်၍ scan ဖတ်လိုက်လို့ဒီလိုမျိုးလေး no have to add ကောင်းဆိုပြီးတော့ပေါ်နေမယ်ဆိုရင်တော့ကျွန်တော်အမှန်ကြီးအစိမ်းရောင်လေးနဲ့ပေါ်နေမယ်ဆိုရင်တော့ကိုယ့်ရဲ့ဖုန်းထဲမှာကျွန်တော်တို့ကြော်ညာတက်စီမဲ့ software လေးတွေကျွန်တော်တို့ virus software လေးတွေမရှိဘူးဆိုပြီးတော့ကျွန်တော်တို့အနေနဲ့အဲတတ်မှတ်လို့ရပါတယ်ဆိုတော့ဒီ setting လေးကတော့ပထမဆုံး setting လေးပဲဖြစ်ပါတယ်အခုပါဒီ setting လေးကိုမစ်ဆူတို့ညမဖွင့်ရသေးဘူးဆိုရင်လည်းအခုပဲဖွင့်လိုက်ဖို့ကြောနေနေအကြံပြုချင်ပါတယ် okay ပါနောက်ထပ် setting လေးကိုတည်ရဖို့အတွက် back clean နဲ့ဆော့လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ setting လေးတဲ့ကိုထပ်ဝင်ပေးလိုက်ပါမယ် okay ပါဒီညကိုရောက်ပြီဆိုရင်တော့ဒီမှာရှိတဲ့ setting လေးတဲ့ကိုထပ်ဝင်ပေးလိုက်ပါ စတင်တန်းကိုရောက်ပြီဆိုရင်တော့ဒီမှာရှိတဲ့ Nawa Preference ဆိုတဲ့ကျတို့စာတန်းလေးရဲ့ညာဘက်ရှမ်းမှာရှိတဲ့ညာပုံလေးကိုနှိပ်လိုက်ပါခင်ဗျာပြီးရင်တော့ဒီမှာရှိတဲ့ Auto Update App ဆိုတဲ့ကျတို့စတင်လေးကိုနှိပ်လိုက်ပါ โอเคပါဒီတဲ့ကိုရောက်ပြီဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ဒီတဲ့မှာဘယ် setting လေးကိုချိန်ထားရမလဲဆိုရင်တော့ဒီအောက်ဆုံးမှာရှိတဲ့ don't auto update ဆိုတဲ့ကျွန်တော် setting လေးကိုကိုယ်အနေနဲ့နှိပ်ပေးထားရမှာဖြစ်ပါတယ်။ဘာကြောင့်ဒီ setting လေးကိုနှိပ်ပေးထားရလဲဆိုရင်တော့ကျွန်တော်ဒီအပေါ်မှာရှိတဲ့ setting သုံးခုကိုနှိပ်ပေးထားမယ်ဆိုရင်တော့ကိုယ့်ရဲ့ဖုန်းထဲမှာကျွန်တော်အဲကိုယ့်ရဲ့ဖုန်းကိုကျွန်တော် internet သုံးတဲ့အချိန်မှာပဲဖြစ်ဖြစ် wifi နဲ့သုံးတဲ့အချိန်မှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ software လေးတွေကို auto update လေးတွေတင်ပေးနေမှာပဲဖြစ်ပါတယ်။ဆိုတော့ ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့အသုံးမလုပ်တော့တဲ့ software လေးတွေကိုကိုယ်အနေနဲ့ update တင်မယ်ဆိုရင်တော့ကိုယ့်ဖုန်းရဲ့ကျွန်တော် internet store တွေပေါ့နော်ဒါမှမဟုတ် phone store တွေကိုလည်းခဏလေးလေးနဲ့ phone store တွေကိုလည်းခဏလေးနဲ့ပြည့်သွားစေနိုင်မှာပဲဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့ဒီညမှာတော့ setting လေးကို အောက်ဆုံးမှာရှိတဲ့ drone auto update ဆိုတဲ့ setting လေးကိုရွေးချယ်ပေးထားရမှာဖြစ်ပါတယ်။ဒီ setting လေးကိုရွေးချယ်ပေးထားလိုက်မယ်ဆိုရင်တော့ကိုယ်အနေနဲ့ကိုလိုချင်တဲ့ software လေးတွေကိုပဲကိုယ်အနေနဲ့ update တင်ပေးနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။ Okay ပါဒီ setting လေးကတော့ကိုယ်အနေနဲ့ကိုယ့်ရဲ့ phone ထဲကကျွန်တော်တို့ software လေးတွေကို auto update မပေးအောင်ဖွင့်ပေးထားရမယ်စက်တင်လေးပဲဖြစ်ပါတယ်ခင်ဗျာ။ โอเคပါနောက်ဆုံးစတင်လေးကတော့ကိုယ့်ရဲ့ဖုန်းထဲမှာကျွန်တော်တို့ story ခဏခဏပြည့်တဲ့ပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက်ဒီ Play Store software လေးကိုကျွန်တော်တို့လက်ကလေး next second 3 second လောက်ကြာကြာလေးဖြည့်နေလိုက်ပါပြီးပြီဆိုရင်တော့ဒီအပေါ်မှာရှိတဲ့ app info ဆိုတဲ့စတင်လေးတွေကိုဝင်ပြလိုက်ပါခင်ဗျာ okay ဗာ app info တဲ့ကိုရောက်ပြီဆိုရင်တော့ဒီမှာရှိတဲ့ storage ဆိုတဲ့ step ကိုထပ်ဝင်ပြီးလဲပါဒီရက်ကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ပထမဆုံးကြည့်ရမယ့် setting လေးကတော့ဒီ၄ခုမြောက်မှာရှိတဲ့ cut ဆိုတဲ့ကျွန်တော်တို့ setting လေးရဲ့ညာဘက်ရှမ်းမှာရှိတဲ့1 4 1 MB ဆိုတဲ့ကျွန်တော်တို့ဒီ megabyte လေးပေါ့เนาะဆိုတော့ဒီကောင်လေးကိုရှင်းထုတ်ဖို့အတွက်ဆိုရင်တော့ဒီမှာရှိတဲ့ clear data ကိုအရင်နှိပ်လိုက်မယ် ပြီးပြီဆိုရင်တော့ဒီမှာရှိတဲ့ clear catch ကိုနှိပ်ပေးလိုက်မယ်ဆိုရင်တော့ဒီ143 MB ကနေပြီးတော့0ဖြစ်သွားမှာပဲဖြစ်ပါတယ်။ဆိုတော့ဖြစ်လားမဖြစ်ဘူးလားဆိုတာသိရဖို့အတွက် clear catch ဆိုတာကိုနှိပ်ပေးလိုက်ပါညာ။ပြီးရင်တော့ okay ကိုဆက်နှိပ်ပေးလိုက်ပါ။ဒါဆိုရင်တော့ဒီမှာ0ဖြစ်သွားပါပြီ။ဆိုတော့အကယ်၍မိတ်ဆွေတို့အနေနဲ့ဒီနေရာမှာကျွန်တော်ချင်းပြထားရင်တာတခုကတော့ဒီ clear all data ကိုနှိပ်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာကျွန်တော်တို့ login ဝင်ထားခဲ့တဲ့အဲကျွန်တော် Play Store ကို login ဝင်ထားခဲ့တဲ့ Google account လေးတွေထွက်သွားမှာဖြစ်တဲ့အတွက် clear ား data ကိုမနှိပ်ဘဲနဲ့ clear cache ကိုနှိပ်ဖို့ပဲကြောနေတဲ့အကြံပြုချင်ပါတယ်။ Okay ပါဒီစပင်းလေးတော့ကိုကိုမိတ်ဆွေတို့အနေနဲ့လုံးလိုက်မယ်ဆိုရင်တော့ကိုယ့်ရဲ့ phone နဲ့ကိုဘိုင်းရဲ့ software လေးတွေဝင်လာတာကိုလည်းကာကွယ်နိုင်မှာဖြစ်ပြီးတော့ကိုယ့်ရဲ့ phone ထဲမှာ memory ခဏခဏပြည့်တဲ့ပြတ်တနာကိုလည်းအဲကျွန်တော်ရှင်းထုတ်သွားနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။ Okay ပါဒီ video လေးမှာမျှဝေပေးခဲ့တာနဲ့ပတ်သက်ပြီးတော့နားမလည်တာမရှင်းလင်းတာတွေတရှိရင်လည်းဒီ video လေးကို comment box မှာဝင်အောင်မင်းရဲ့အကြံပြုနိုင်ပါတယ်ခင်ဗျာ။အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ။